မင်္ဂလာပါမိတ်ဆွေတို့ဖုန်းသုံးနေတဲ့ဒီရုတ်တရက်ချက်ချင်းအခုလိုမျိုးအစိမ်းရောင်အကြောင်းကြီးကကိုယ့်ရဲ့ display မှာဖုန်းဆိုပြီးတော့ပေါ်လာတာမျိုးကြုံမှုကြပါပေါ့ဒီလိုမျိုးကြုံနေဆိုရင်တော့တေချာတစ်ခုကတော့မိတ်ဆွေရဲ့ပတ်စံရေးထဲကပတ်စံလေးတွေကထွက်ဖို့ရာခိုင်နှုန်းတော်တော်လေးများနေပြီအဲ့တော့ဒီနေ့ video မှာအခုလိုမျိုး green line တွေကဘာကြောင့်ဖြစ်တာလဲဘယ်လိုမျိုး display တွေမှာဖြစ်တာလဲ ਨੇ ဘယ်လိုမျိုးဖြည့်ရှင်းရမလဲဆိုတော့ပြောပြပေးမယ်အဲ့တော့ video လေးကိုကျွန်တော်တို့အတူတူစပြီးတော့ကြည့်လိုက်အောင် ပထမဆုံးဘယ်လိုမျိုး display တွေမှာဒီလိုမျိုး green light error တွေဖြစ်တတ်လဲဆိုတော့ဈေးကြီးတဲ့ OLED display တွေ AMOLED display တွေမှာဒီလိုမျိုး green light error တွေဖြစ်လိမ့်ရှိတယ်။ဒါပေမဲ့ဈေးနဲ့တဲ့ LCD display တွေမှာကျတော့ဒီလိုမျိုးဖြစ်လိမ့်မရှိဘူး။အဲ့တော့မေးရမယ့်မေးခွန်းကဘာလို့ OLED display တွေ AMOLED display တွေမှာမဲဒီလိုမျိုး green light error တွေဖြစ်တာလဲ။ LCD display တွေမှာဘာကြောင့်မဖြစ်တာလဲဆိုတော့ဒီကိစ္စရဲ့အဖြေကိုဖြေရမယ်ဆိုရင် LCD display တွေရဲ့တိဆောက်ထားတဲ့ပုံစံနဲ့ OLED display တွေရဲ့တိဆောက်ထားတဲ့ပုံစံကမတူညီကြဘူး။ ဒီ SE display တွေမှာကျတော့ဒီ layer အများကြီးနဲ့ခတ်ထူထူလေးတိဆောက်ထားဆိုတော့ပုံမှန်ထက်ပိုပြီးတော့အကျန်းခံတယ်ဒါပေမဲ့ OLED display တွေ AMOLED display တွေကကျတော့ layer ပပလေးနဲ့ပဲတိဆောက်ထားဆိုတော့တိတ်ပြီးတော့အကျန်းမခံအောင်အဲ့တော့ OLED display တွေ AMOLED display တွေဘယ်လိုမျိုးတိဆောက်ထားလဲဆိုတာသိကျင်တယ်ဆိုရင်ကျွန်တော်ဗီဒီယိုလေးတက်တက်တခုလုပ်ပေးထားရှိတယ်အမှသွားကြည့်လိုက်ရင်တော့ပို့ပြီးတော့သိတာလိမ့်မယ်နောက်တစ်ခုရှိတာကဒီ LCD display တွေမှာကျတော့ သူတို့ရှိမှာပါတဲ့ pixel လေးတွေကကိုယ်တိုင်မီးမလင်းနိုင်မဲနဲ့အဲဒီ display ရဲ့နောက်မှာဒီ backlight လေးနဲ့သူကထွန်းပေးတာဆိုတော့အရှိမရှိတဲ့ pixel လေးတွေကပြတ်သွားတယ်ဆိုရင်တော့မှအဲ OLED display တွေမှာလိုမျိုးဒီ green line မဖြစ်တော့ဘဲနဲ့အဲ့နေရာလေးကွက်ပြီးတော့ပဲမဲသွားတတ်တယ်ပေါ့နော်ဒါပေမဲ့ OLED display တွေ AMOLED display တွေမှာကျတော့အဲ့လိုမျိုး backlight မပါဘဲနဲ့အဲ့လိုမျိုး pixel တစ်ခုချင်းစီကမီးလင်းတဲ့အတွက်ကြောင့်အဲ့လိုမျိုး pixel လေးတွေဒီအတန်း light ရှိတဲ့ဒီ data line တစ်ခုကမကောင်းတော့ဆိုရင်ကိုယ်ဖုန်းမှာအမြဲတမ်းဒီ green line ကထပ်ထင်းထင်းဖြစ်နေလေးရှိတယ် အဲ့တော့အခုလိုမျိုး green light ပြဿနာတွေကဘာကြောင့်ဖြစ်တာလဲဆိုတာကိုဆက်ပြီးတော့ကြည့်လိုက်အောင်အခုလိုမျိုးဒီ green light error တွေကဘာကြောင့်ဖြစ်တာလဲဆိုတော့ကိုယ်ဖုန်းရဲ့ hardware ကြောင့်လည်းဖြစ်နိုင်တယ် software ကြောင့်လည်းဖြစ်နိုင်တယ်ဒါပေမဲ့ hardware ကြောင့်ဖြစ်နိုင်တာက90ရာခိုင်နှုန်းကျော်လောက်ရှိတယ် အဲ့တော့ဘယ်လိုမျိုး hardware ပြဿနာတွေကြောင်းဒီလိုမျိုး green light ထားရလဲဆိုတော့ပထမအောင်ဆုံးတစ်ခုကတော့ဒီ display connecting ပြဿနာဒါဘယ်လိုမျိုးလဲဆိုတော့ဒီဖုန်းရဲ့အတွင်းပိုင်းထဲမှာကိုယ့်ရဲ့ display နဲ့ motherboard ကိုချိတ်ပေးထားတဲ့ဒီ flat cable လို့လည်းခေါ်တယ်နောက်ပြီးတော့ဒီ connector လို့လည်းခေါ်တဲ့ဟာလေးကဥပမာကိုကဖုန်းကိုဖိမိလိုက်တဲ့အခါပဲဖြစ်ဖြစ်ပြုတ်ကျသွားတဲ့အခါမှာပဲဖြစ်ဖြစ်အားနဲ့ဒီလိုမျိုးညှိမိလိုက်တဲ့အခါမှာပဲဖြစ်ဖြစ်အဲ့ဒီ connector လေးက loose ဖြစ်ပြီးတော့ green light နေထနိုင်တယ် နောက်ပြီးတော့ဒီကိုဖုန်းတဲ့ကိုရေးတွေပါဝင်သွားတယ်နောက်ပြီးတော့ဒီရင်ငွေတွေပါရိုက်တယ်ဆိုရင်လည်းအဲ့ဒီကော်နက်တာလေးမှာကဒီတန်ကြီးတွေကပ်ပြီးတော့ short တွေပါဖြစ်ပြီးတော့အဲမာသာပုတ်ကနေပြီးတော့ဒီ display ကို data တွေပို့တဲ့အခါမှာ short ဖြစ်ပြီးတော့ data အပြည့်စုံမရောက်ဖဲနဲ့ green light ပြဿနာလည်းဖြစ်နိုင်တယ်နောက်ဆုံး hardware ပြဿနာတစ်ခုကကြတော့အပေါ်မှာပြောလို့မျိုးဒီကော်နက်တာလေးကဖြစ်တာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ display panel တစ်ခုလုံးကဒီမကောင်းတော့တဲ့အခါမျိုးမှာလည်းဒီလိုမျိုး green light ပြဿနာတွေဖြစ်နိုင်တယ်အဲ့တော့အပေါ်မှာပြောခဲ့တာကကြတော့ဒီ hardware ကြောင့်ဖြစ်နိုင်တဲ့ပြဿနာတွေပေါ့နော် software ကြောင့်ဖြစ်နိုင်တဲ့ပြဿနာရှိလားဆိုရင်တော့ software ကြောင့်ဖြစ်နိုင်တဲ့ ဲ့ပြဿနာတွေလည်းရှိတယ်။ဒါပေမဲ့ software ကြောင့်ဖြစ်တဲ့ percentage ကအရန်ကိုတော့နည်းတယ် ပထမဆုံးဘာကြောင့်ဖြစ်နိုင်လာလဲဆိုတော့ကိုကဖုန်းကိုမပိတ်မိဘဲနဲ့ဒီအကြာကြီးကိုနေပူကျဲတဲ့အိမ်မှာဖုန်းကိုတုံးတဲ့အခါမှာဒီ software တွေက glitch ဖြစ်ပြီးတော့ဒီ green light error လေးဖြစ်နိုင်တယ်။နောက်ထပ်ဒီ software ကြောင့်ဖြစ်နိုင်တဲ့ပြဿနာကကြတော့ဒီ update ပေါ့နော် system update အကြီးကြီးတွေတင်တဲ့အခါမှာအဲ့ဒီ update အတွက်မှာပါလာတဲ့ data တွေနဲ့ကိုယ့်ရဲ့ display မှာရှိတဲ့ဒီ drive code တွေကဒီမကိုက်တဲ့အခါမှာဒီ error တွေတက်ပြီးတော့ကိုယ့်ဖုန်းက green light ပြဿနာတွေဖြစ်နိုင်တယ်။ software ကြောင့် green light ပြဿနာတက်နိုင်တဲ့အရာတွေကတော့အပေါ်မှာပြောခဲ့တဲ့အချက်နှစ်ခုပဲရှိတယ်။ အဲ့တော့ဒီလိုမျိုး green line ပြဿနာတွေဖြစ်လာပြီဆိုရင်ဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတော့ စစချင်းဒီလိုမျိုး green light ဖြစ်တာက software ကြောင့်ဖြစ်တာလား hardware ကြောင့်ဖြစ်တာလားဆိုတာကိုစပြီးတော့အဖြေရှာရမယ်စစချင်းလုံးဝမဲ့ချက်ကတော့ကိုယ့်ရဲ့ဖုန်းကိုဒီ reset ချလိုက်မယ်ဆိုရင်ဒီ software glitch ကြောင့်ဖြစ်တာဆိုရင်အမှ green light error တွေကပြတ်သွားလိမ့်မယ်နောက်တစ်ခုကတော့ဒီ software update ကြောင့်ဒီလိုမျိုး green light error ဖြစ်တဲ့ဆိုရင်ဒီ company တွေဘက်ကဒီ update ကြောင့်ဖြစ်တယ်ဆိုရင်သူကနောက်ထပ် update အသေးလေးတွေထပ်ပြီးတော့ပေးတာဆိုတော့ဖုန်းရဲ့ setting ထဲမှာကိုယ့်ရဲ့ software က up to date ဖြစ်မတဲ့သွားကြည့်လိုက်အဲ့လိုမျိုးကြည့်တဲ့အခါမှာ up to date မဖြစ်ဘူးဆိုရင်ကျွန်တော်တို့ဒီ update ထပ်တင်လိုက်မယ်ဆိုရင်ဒီလိုမျိုး green light တွေကပျောက်သွားနိုင်တယ် နောက်ဆုံးတစ်ခုကကြတော့ဒါကတော့နောက်ဆုံးအချိန်ဒီမှာလောက်အောင်ပါဗောနော်ဒါကဘယ်လိုမျိုးလဲဆိုတော့ကိုဖုန်းမှာရှိတဲ့ဒီ data တွေအကုန်လုံး backup လုပ်ပြီးတော့ factory reset ချလိုက်လို့ software အကြောင်းဒီလိုမျိုး green line ထားတယ်ဆိုရင်တော့ဒီ green line နေရာအကုန်လုံးပျောက်သွားလိမ့်မယ်အဲ့လိုမျိုးကျွန်တော်အပေါ်မှာပြောခဲ့တဲ့အချက်တွေအကုန်လုံးလုပ်ကြည့်လို့ဒီ display ကဒီ green line နေရာမပြောက်ဘူးဆိုရင်တော့ software အကြောင်းဖြစ်တာမဟုတ်တော့ဘူး data တွေ hardware အကြောင်းဖြစ်တာအဲ့လိုမျိုး hardware အကြောင်းဖြစ်တာဆိုရင်ကိုကနေကိုဘာလုပ်လို့ရလဲဆိုတော့ ဘာမှတော့လုပ်လို့မရတော့ဘူး။မိတ်ဆွေပတ်စံထဲမှာရှိတဲ့ဒီပတ်စံလေးကိုအားကိုးပြီးတော့ကိုယ့်ရဲ့ဖုန်းကိုဒီပြင်ဆိုင်အောင်ပို့ပြီးတော့ကိုယ့်ရဲ့ display pad နဲ့တစ်ချက်လုံးလဲရတာတို့ဒါမှမဟုတ်ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ဒီ display connector လေးလဲရတာတို့ဒီလိုမျိုး green line လေးတွေကကိုယ့်ရဲ့ဖုန်းမှာပျောက်သွားမှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့ video လေးက green line တွေကဘာကြောင့်ဖြစ်တာလဲ။ဘယ်လိုမျိုး display မှာဖြစ်တာလဲနဲ့ဘယ်လိုမျိုးဖြည့်ရှင်းရမလဲဆိုတော့ပြောပြပေးရဖြစ်ပါတယ်။ကျွန်တော်နောက်ထပ် video မှာလည်းအခုလိုမျိုးအကြောင်းအရာတွေပြောပြပေးသွားမှာမလို့ကျွန်တော်ရဲ့ page ကို like and subscribe လုပ်ခဲ့ပါအောင်လို့ပြောနေပဲ။အားလုံးကျေးဇူးတင်တယ်။ကျွန်တော်ခတ်ပါ။